န်နိုင်ငံရဲ့ဂျမူးနဲ့ကက်ရှမီးယားဒေသရှိကတူဝါခရိုင်ရဲ့တောအုပ်တွေအတွင်ထုတ်ပေါက်ဝင်ရောက်လာတဲ့အကြမ်းဖက်အဖွဲ့တွေကိုရှာဖွေတဲ့စစ်စင်ရေးကိုပုံမိုအရှိန်မြင့်လှုပ်ဆောင်နေကြောင်းဒဟင်းတူသတင်းဝက်ဆိုက်မှဖော်ပြခဲ့ပါတယ်။ရဲတပ်ဖွဲ့ညွန်ကြားရေးမှူးချုပ်နာလင်ပရာဘတ်ဦးဆောင်တဲ့အဲ့ဒီစစ်စင်ရေးမှာနေဆက်ဖြတ်ကျော်ဝင်ရောက်လာတဲ့အကြမ်းဖက်သမားတွေပုံအောင်နေတယ်လို့ယူဆရတဲ့တောအုပ်တစ်ခုအတွင်ကွန်မန်ဒိုတွေဒရုန်းတွေနဲ့အနံ့ခံခွေးတွေထပ်မံပြန့်ကျက်ချထားခဲ့ပါတယ်။ အထူးစစ်စင်ရေးအဖွဲ့မှရဲတပ်ဖွဲ့တစ်ဖွဲ့ဟာတရင်ရရှိခဲ့ပြီးနောက်ရှာပွေရေးလုပ်ငန်းကိုစတင်ခဲ့ပြီးရဲတပ်ဖွဲ့ဝင်တွေကတပ်မဲ့နေမြေအတွင်ဝင်ရောက်ခဲ့ချိန်မှာအကြက်ဖက်သမားတွေနဲ့မိနစ်30ကျော်ကြာအပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ပါတယ်။မက်စလာ22ရက်ကရှုံမြောင်းလန်းကြောင်ဒါမှမဟုတ်အသစ်ဖောက်လုပ်ထားတဲ့ဥမေလိုင်ကောင်းမှတစင်ဝင်ရောက်လာခဲ့တယ်လို့ယူဆရတဲ့အကြက်ဖက်သမားတွေကိုဖမ်းဆီးနိုင်ရေးအတွက်ရှာပွေရေးလုပ်ငန်းစဉ်အတွက်တက်ကူတွေကိုအလင်းအမြန်စေလွတ်ခဲ့ပါတယ်။ကနအိုးပစ်ခတ်မှုတွေမှာထိခိုက်သေးဆုံးသူမရှိခဲ့ပဲမက်စလာ24ရက်နေ့နဲ့အစောပိုင်းမှာလုံခြုံရေးတပ် ွက်ဝင်တွေဟာနေပြည်လုံကျုံရေးတင်းကျပ်စာချထားခဲ့ကြောင်းတာဝန်ရှိသူတွေကပြောကြားခဲ့ပါတယ်။ရရှိထားတဲ့သတင်းတွေအရမတ်လ22ရက်မှာအကြမ်းဖက်သမား5ဦးမှ6ဦးအထိပါဝင်တဲ့အဖွဲ့နှစ်ဖွဲ့ဟာတောဟုတ်တွေအတွင်ဝင်ရောက်လာခဲ့တာကိုသိခဲ့ရကြောင်းတာဝန်ရှိသူတွေကပြောကြားခဲ့ပါတယ်။အဲ့ဒီဒေသမှာထင်းခွေနေတဲ့ရာသူအချို့ဟာကျေပြောလာတဲ့စိုက်ခင်းတစ်ခုအတွင်ခိုလုံနေထိုင်ဖို့ကြိုးပမ်းနေတဲ့အကြမ်းဖက်သမား5ဦးခန့်ကိုတွေ့ရှိခဲ့ကြောင်းသတင်းပေးပို့ခဲ့တယ်လို့တာဝန်ရှိသူတွေကပြောကြားခဲ့ပါတယ်။လုံကျုံရေးတပ်ဖွဲ့တွေနဲ့အကြမ်းဖက်သမားတွေရဲ့အပြန်အလှန်ပြစ်ခတ်မှုကြောင့်လွင့်ဆင်လာတဲ့ကြီ ီဇန်တစ်ခုဟာအသက်9နှစ်အရွယ်မိန်းကလေးတဦးရဲ့လက်မောင်းကိုထိမှန်ခဲ့ပြီးဒဏ်ရာအနှဲငယ်ရရှိခဲ့တာကြောင့်အဲ့ဒီမိန်းကလေးကိုဒေသန္တရဆေးရုံကိုပို့ဆောင်ပေးခဲ့ရကြောင်းတာဝန်ရှိသူတွေကပြောကြားခဲ့ပါတယ်။